အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်းဒီ channel ရနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကဝီမြောက်ဆုံးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါမယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like and subscribe အနေနဲ့ဇာတ်လမ်းတည်တည်တင်တင်သိရှိနိုင်မှုလူဒီခေါင်းလောင်းလေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုဇာတ်လမ်းလေးစလိုက်ပါတော့မယ်လက်ပတ်တင်ချိုင်းတွေကနေစီးကျန်းညီညီထွက်ပေါ်လာတဲ့အထံကြောင့် ရိုင်းနေနေရဲ့တဲအိမ်မှာအိမ်နေရဲ့ဥပါတော်တယောက်နှံ့နူးလာခဲ့တယ်။ဒီချိန်တင်းဆိုင်ထဲမှာဘသူတွေတူးနေကြပါလဲ။ဥပါတော်ကအိမ်နံရံမှာချိတ်ထားတဲ့ရေနံစီမီးရင်ကိုဆွဲယူပြီးတဲဘဝနေဆင်းလာခဲ့လိုက်တယ်။တခູ້ခုကိုတူးဆွနေတဲ့အတန်ကတချမ်းမမရက်သွားပဲပုံပြီးမြန်ဆန်လာတာကြောင့်ဥပါတော်မီးစာကိုမြင်လာပြီးလေကမ်းရင်းမှာထောင်ထားတဲ့ဝင်းရင်ထုတ်ကိုကင်ကအတန်ကြားတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။အတန်ကမနက်ကမြုပ်ထားတဲ့မြေပုံဘက်ကလာနေရပါပဲ။ ဥပတော်ကလက်ပံတင်ဆိုင်မှာနှစ်ပေါင်းများစွာသူပရာစာလှုပ်လာတာမို့လေနေရမှာပါရှိရဲဆိုတာကို KAC တွင်ကြာတည်နေခဲ့တယ်။ဒါကြောင့်လည်းလူသွားလန်းအတိုင်းမသွားပဲအုတ်ကူအကျိုးပဲရိကြားလေးရာနေဝိဝိုက်ကထွက်လာခဲ့လိုက်တယ်။ဒေါ်များနယ်အသက်68နှစ်လို့ရေးထားတဲ့အုတ်ကူရှိအရောက်မှာတော့လက်ထရမီးရင်ကိုအပေါ်မြောက်ကြည့်လိုက်ရာမနက်ကမှလောလောလတ်လတ်မြုပ်ထားတဲ့မြေပုံကိုတူးဆနေတဲ့လူနှစ်ယောက်ကိုမြင်လာရတော့တယ်။ဟဲ့ဟဲ့မင်းတို့ဘာလုပ်နေရလဲ။ ဥပါတော်ဟာအတန်ကျဲကျဲနဲ့အော်ပြောလိုက်ရာအလောင်းဖော်နေတဲ့လူနှစ်ယောက်ကလက်ထဲကင်ထားတဲ့ပေါတူးကိုပစ်ချလိုက်ပြီးအဖိုးကြီးကိုလို့ကိုလို့စမ်းနေရတကာဝေးမပါနဲ့အောက်မှာမင်းတို့ကများပြောရတယ်လို့ခုချက်ချင်းမြေပေါ်ကိုပြန်ဖုံးပြီးထွက်သွားကြစမ်းဥပါတော်စကားကြောင့်အပေါ်ပိုင်းဗလာကျင်းထားတဲ့လူကဒရွေးကိုပြစ်ခနဲမိအောင်ထွေးလိုက်ပြီးငဆန်းရင်မင်းလုံနေကြအတိုင်းလုံလိုက်တော့အဲဒီလိုပြောလိုက်ရငဆန်းဆိုတဲ့သူက မိမကြနေရဲ့တန်တရင်းကိုကောက်ယူလိုက်ပြီးဥပါတော်အနာကိုကတ်လာခဲ့တယ်။ဒါပေမဲ့အနာမရောက်ခင်မှာပဲအုတ်ကူတွေကြားထဲကနေအမွေအမြေတူလပြစ်တွေပေါက်နေရဲ့လက်တစ်ဖက်ထွက်လာပြီးရဆန်ဆိုသူရဲ့ခြေထောက်ကိုဖမ်းဆွဲထားခဲ့တယ်။အဖိုးကြီးကတည်ရဲမွေးထားတာအောင်ငဆန်ကိုဒီလိုမျိုးလှုပ်လို့ရယူလား။ငဆန်အန်ကြိုက်ကကြုံဝလိုက်ပြီးလွတ်နေတဲ့ဘေးချင်းနဲ့မြေကြီးကိုပေါက်ချလိုက်ရာခြေထောက်ကိုဖမ်းဆွဲထားတဲ့လက်ကနေမီးလောက်သလိုအခိုးငွေ့တွေထွက်လာခဲ့တယ်။ဟာဟာအောက်ဆန်နဲ့ကွာ ငဆန်က၆ကက်ကက်အတန်းနဲ့ယူလိုက်ပြီးဖနာအုံမြေကြီးပေါ်ချိန်လိုက်ရအုတ်ခုကြားရရနေအရင်မဲတစ်ခုဝူဝါဝါအော်ဟစ်ကထွက်ပြေးသွားခဲ့တယ်။မင်းမင်းတို့ကဘာတူတွေလဲ။ဥပတော်ကအထစ်ထစ်အငုံငုံနဲ့ပြောပြီးအနောက်ကိုဆုပ်သွားတဲ့အချိန်ငဆန်ကတန်တရင်းကိုလက်မစားရင်အနားဟုတ်တိုးကပ်လာခဲ့တယ်။မကြမီအချိန်တွင်းမှာလက်ပံတင်ကြိုင်းနေရနေနာကျင်စွာအော်ဟစ်တန်တချက်ထွက်လာခဲ့တယ်လို့ကြည်တအုပ်ကလည်းအလန်တကြားထပြန်သွားခဲ့ကြတယ်။ မီတာမီလီယံနဲ့တောက်လောင်နေတဲ့မီးဖို့တစ်ခုရဲ့ပေးမှာတော့လူနေအောင်ရှိနေပြီးသူတို့ရဲ့ခန္ဓာကိုယ်မှာလည်းသွေးစားတချို့ပိတ်ကျနေခဲ့တယ်။ညစံမင်းတို့ခုတ်ထစ်တာပြီးပြီလားဟဲ့။ဝါးရည်နဲ့ဆောက်လုပ်ထားတဲ့အိမ်တလုံးတည်းကနေထွက်လာတဲ့တန်ကြောင့်ညစံဆိုတဲ့သူကပြပြတလဲလဲထရရလိုက်ပြီးပြီးပြီးပါပြီဆရာကြီးခုတော့အသားတွေကိုပြုတ်ထားရတယ်။ငါပိုက်စာနေပြီးရှိတာယူပေးခဲ့စမ်း။ဟုတ်ကဲ့ဆရာကြီး။ညစံကပေါ်ပတ်စုနေတဲ့အိုးလေးကနေအသားတစ်တုံးကို စူးကျွနယ်ထူကဆဲလိုက်ပြီးလေမန်းတစ်ချက်ပေါ်တင်ကအိမ်မော်တက်လာခဲ့လိုက်တယ်။အိမ်မော်မှာတော့ပရင်နေရီတွနေရဲ့အဖိုးကြီးတယောက်ထိုင်နေပြီးသူ့ရှေ့စပွဲမှာတော့အယုံဆိုးအကြီးတန်လာတဲ့ရုပ်ထုတွေရှိနေခဲ့တယ်။မြစံအသာပန်းငါ့ကိုပေးစမ်းအဖိုးကြီးကအငွေတစ်ထောင်တောင်ထားနေတဲ့အသာတုံးကိုလက်နဲ့ဆွဲယူပြီးအငမ်းမရကိုက်ချလိုက်တယ်။အသာတိတ်ကမကြက်သေးအောင်ကိုကိုက်လိုက်တဲ့အခါတိုင်းမိဆွေဆွေသွေးရီတို့ကအထက်ကနေစိတ်ကြလာခဲ့တယ်။အရသာရှိလိုက်တာ။ ဒါဘလို့အရာတာမျိုးနဲ့ငဆန်းရအိမ်ရစားဘူးတဲ့အရာတာမဟုတ်ပါလားဒါလောလောလတ်လတ်ဒိတ်ထားတဲ့လူတွေရဲ့အတောင်ပြုတ်ထားတာပါစီအိုင်နောက်နောက်ငါအတွက်အသားရှာရင်ဒီလိုမျိုးပဲရှာလာခဲ့ကြားလားတေးပြီးသားအလောင်းကောင်းတဲ့ထက်ဒါမျိုးကပိုအရာတာရှိရဲ့အဖိုးကြီးကမကြက်တကြက်ဖြစ်နေတဲ့အသားတုံးကိုကိုင်လိုက်အယူထဲမှာရှိရဲ့ချင်းစီကိုစုံလိုက်နဲ့အရာတာတွေ့နေရတယ်ငဆန်းပိုချိုတဲ့အသားတွေတွေကတချို့ငါသားသမီးတွေကိုကြွေးလိုက်ကြ သူတို့ကဒီလိုအသားမျိုးကြိုက်ကြမှာကွဟုတ်ကဲ့ဆရာအင်ကျွန်တော်သေချာကျွေးလိုက်ပါမယ်အေးအေးအစာကျွေးပြီးလို့ရှိရင်မင်းတို့နီယောင်လက်ပံရွာထဲမှာဆေးသွာကူကြီးခြေကြွားကမျိုးမျိုးမြတ်မြတ်မရရင်အဲ့ဒီလူနာကိုအသေးတက်ခဲ့ကြစိတ်ချပါဆရာအင်ငစံဓာမျိုးတွေကျွမ်းကျင်ပါလေရွာလမ်းမကြီးတစ်လျှောက်ညီညာစွာစိုက်ပျိုးထားတဲ့တမပင်တန်းကလက်ပံရွာရဲ့အလားကိုပုံပြီးတင့်တယ်စီခဲ့တယ်ကလေးတွေတကြားလုံးလာอยู่ကြ ရုတ်တရက်ထွက်လာတဲ့အတန်နဲ့တူကလေးတွေရဲ့ဝမ်းသာစွာအဟိတန်ကြီးထွက်လာခဲ့တယ်။ဦးဦးတမီးကိုလည်းပြေးအောင်တောင်းကိုလည်းပြေးအောင်မလောကြပါနဲ့။ဦးတို့ကတကြားလုံးနဲ့အများကြီးယူခဲ့ပါတယ်။မြဆန်းလွယ်ဤတဲထဲလာတဲ့တကြားလုံးတွေကိုထုတ်ယူပြီးကလေးတွေကိုဝေနေတဲ့ချိန်ဆရာတို့ရောက်လာတာအတော်ပဲပြု။ဒေါ်နယ်မီရဲ့ကျမ်းမာကြီးကအတော်ဟုတ်စိုးနေရ။ရောင်းလက်စနဲ့ကြည်ပေးသွားပါအောင်နော်။ဆိုတဲ့တန်ကိုကြားလိုက်ရတယ်။ဟိုတလုံးကတော့အကောက်ရှိသေးရ။ခုကဘလို့ဖြစ်တာတော့ကိုပြောရဲ့။ ကျုပ်လည်းတေချာမသိဘူးဗျမြက်တွင်းနေခြိုက်ပြီးလူကပိန်ချုံလာတယ်လို့ညာဘက်တွေဆိုလဲသွေးရံတဲ့အထိချောင်းဆူးတယ်လို့ပြောတယ်ကျုပ်တို့အခုပဲသွားကြည့်လိုက်ပါမယ်ငစံအားတကြားလုံးကိုအာရပါရစားနေတဲ့ခလီငယ်တွေကိုခက်တဲတဲမျက်နှာထားနဲ့ကြည့်ပြီးဒွန်ွယ်မြင့်အိမ်မက်ကိုထွက်လာခဲ့လိုက်တယ်အကြီးမြင့်ရဆရာတို့ကြွလာတဲ့တော့မိခင်နေကြီးမေဘလို့ဖြစ်တာလဲဒီအပိုင်းကျမ်းမကြီးစိုးလာတဲ့ဆရာရဲ့ဘာဖြစ်မှန်းမသိဘူးစေးစီယာခေါ်ပြတော့လေယောဂါမတက်တာဘူးရှင့် ်အင်းအင်းငါတို့ရောက်လာပြီဆိုတော့ဘာဖြစ်တယ်ဆိုတာသိရမှာပါဒေါ်နယ်မြင့်ကိုအေးရှိခေါ်ထုတ်ခဲ့ငစံလေကားတက်စီမှာဖနှဲချိုလိုက်ပြီးဒေကြီးကိုဖနှောင်းနဲ့၃ချက်ပေါက်ကအိမ်မော်တက်လာခဲ့လိုက်တယ်ဒေါ်နယ်မြင့်ကငစံကိုမြင်တော့ရုတ်တရက်ဆိုသလိုတုံတုံရီရီဖြစ်လာပြီးအိမ်တွေးဘက်ကိုမျက်နှာလှည့်သွားခဲ့တယ်ဒီဟာငါ့ဟိုတော့မကြည့်နိုင်မဲ့အခန့်နေရအောင်ဆရာအမေကဘာဖြစ်တာလဲဘာဖြစ်ရမှာလဲပြူစားခံရတာလေဒီအတွက်စိတ်မပူပါနဲ့ အင်းများတစ်ချက်လောက်နဲ့ဒီယောဂါပြောက်ပါလေဆရာအမေယောဂါကိုပြအောင်ကုပေးပါနော်ကုတာကုလို့ရပါတယ်ဒါပေမဲ့သူ့ကိုကုမဲ့အင်းကတာမန်ဆွဲလို့မရတာမို့ဘယ်လိုလုပ်ရမလဲစဉ်းစားနေရတာမန်ဆွဲလို့မရအောင်ဆိုတာဘာလို့ပြောရလဲဆရာဒီလိုကွအဲ့ဒီကဝေနိုင်အင်းကိုဆွဲဖို့ဆိုရင်လမ်းထဲချပြီးအဋိဋ္ဌံဝင်ရတယ်အဋိဋ္ဌံဝင်နေစဉ်အတွင်းမှာလည်းအလွန်ပြင်းထန်တဲ့ကြင့်စဉ်တွေကိုကြင့်ရသည်ရဲ့ဒါကြောင့်အင်းတစ်ချက်ရဲ့တံမိုးကကြီးလို့တော့ တငယ်မတို့ကုနိုင်ပါမလားဆိုပြီးတွေးနေတာ။ဦးဆရာရဲ့အမေနေကောင်းမယ်ဆိုရင်ဘလောက်ကုန်ကုန်ကုပါမယ်။ကောင်းပြီလေ။ဒီလိုဆိုတော့လေဆရာတို့ကုပေးရမှာပေါ့။အောက်မရေလွယ်ရည်တဲ့ကကဝေနာအင်းတစ်ချက်ထုတ်လိုက်တော့။ညစံကအင်းများရတာနဲ့ဖျောင်းနိုင်ကိုအင်းချက်ပေါ်မှာထုံးပြီးဂါရာတပုတ်ကိုရှုပ်ပါလေရော။ဂါရာအတန်ကျေလာလေ။အင်းများမှာထုံးထားတဲ့ဖျောင်းနိုင်မီကတစ်ဖြက်ဖြက်နဲ့ဖြစ်လာခဲ့တယ်။ဟဲ့ကဝေမနေငါ့ကိုဘလောက်ထိအခန့်နိုင်မလဲကြည့်ကြသေးရပါ့။ ရစံသူ့ကိုကြောပေးထားတဲ့ဒေါ်နယ်မြင့်ကိုစိုက်ကြည့်ပြီးကျန်းဝုန်းကနေရိုက်ချလိုက်ရာကျူးဆိုတဲ့အတန်နဲ့တူဇက်ကြီးလဲပြီးရှေ့ကိုရောက်လာခဲ့တယ်။အောက်မှာဒီကမှငါ့ကိုမခန့်လေးစားလုပ်နေပါလား။ခုချက်ချင်းရှောင်းဆွဲထုတ်ပြီးလှန်တဲ့ထုတ်ချင်းပအောင်ထိုးချလိုက်စမ်း။ရစံစကားအစုံမှာဒေါ်နယ်များပါဇက်ကိုကင်ပြီးဦးဦးဝါဝါထောက်အော်ပါလိရော။အေးမထုံးထားတဲ့ဖျောင်းနိုင်မကုန်းခင်မင်းပညာရင်းနှုတ်ရင်နှုတ်မနှုတ်လို့ကတော့သိပြီသားမက်။အမလေး ကြောက်ပါပြီဆရာရဲ့မလုံရဲတော့ပါဘူးပညာတွေအကုန်နှုတ်ယူသွားပါမယ်တော်များတွေဆရာနေယောက်ျားရင်းမှာအတန်ကြီးထွက်လာတာကြောင့်လာကြည့်နေကြတဲ့သူတွေအလုံးအံ့အားတင်သွားပြီးငဆန့်ကိုယုတ်ကြီးရဲမျက်လုံးနေနဲ့ငေးကြည့်နေခဲ့ကြတယ်အောင်မေးရေမန်းတစ်ခွက်အသိန်းလောက်ထားဟုတ်ကဲ့ပါဆရာတငယ်မနေမေကညာဘက်တည်းဆိုသွေးရံနေဆိုဟုတ်လားဟုတ်ပါတယ်ဆရာတခါအရင်ထွေးခင်တစ်ဝက်လောက်ထိကြတယ်ဒါကဒင်းလက်ချက်ကြောင့်ဖြစ်တာ သူကနေအမေရဲ့သွေးရီကိုတောက်ချင်လို့ဝမ်းထဲမှာရှိရဲ့ကလီစာတွေပြက်စီးအောင်လှုပ်ထားတာဖေယားဖေယားဆရာတို့နဲ့အတွေ့အမြင်လို့ပေါ့မဟုတ်ရင်အမေဘွားတော့သွားပါပြီညဆန်လေသူတို့အာကုနေရတည့်ရဲ့အတွက်ညနာအောင်ခတ်တင်တင်ထားပြီးပညာရင်အကုန်ထုတ်စံညူတမုံကျဲနေကိုမီးလောင်တိုက်သွင်းပြစ်မယ်မကြံစီရပါဘူးဆရာရဲ့ကျွန်တော်နောက်မလုပ်ရဲတော့ပါဘူးအသက်တော့ချမ်းသာပြီပါအင်းဖျောင်းနိုင်အောင်လည်းငိမ့်ပေးပါတော့ခဏနေအောင်လူနာရဲ့ကူမှာပျော်ကကြံမကြံငါစစ်မယ် ။ငစံသူ့လက်ဝါနဲ့ဒေါ်နယ်မြောင်ခန္ဓာကိုယ်ဘဝနဲ့တက်ချပြီးစမ်းကြည့်လိုက်ရ။အင်း။အယောဂရီရောကုန်စင်သွားပြီပဲ။နောက်တန်းနောက်ရက်လို့မရအောင်ဆရာတို့လှုပ်ပေးခဲ့မယ်။ရွာရဲရလူတွေလည်းမိမိအိမ်မှာခုလိုမဖြစ်ရအောင်အနေရကင်းတဲ့အဆောင်တွေလှုပ်သွားကြ။ဒီကောင်ကတရားမရရင်နောက်တရားကိုပြုစားနိုင်တယ်။ငစံစကားကြောင့်ပြောကကုလာလာကြည့်နေကြတဲ့ရွာသားတွေကသူယူမယ်ငါယူမယ်ဆိုပြီးဖြစ်သွားခဲ့တယ်။ငစံတို့လည်းဒေါ်နယ်မြောက်ကူမှာပူကက်နေရဲ့ပြောကအော ထွက်သွားအောင်ကူတာပေးပြီးချိန်မှာတော့အသိမှလာတဲ့အင်ဂျက်တီကိုရွာသားလေးစီရောင်းချခဲ့ရာတခဏလေးအတွင်းမှာပင်ကုန်စင်သွားခဲ့တော့တယ်။ခုချိန်အားစားပြီးတရွာလုံးဘာအန္တရာယ်မှမဖြစ်တော့ဘူး။ကလေးသင်းငယ်တွေနေဝင်ရီတရောင်ငူးလာကြီးရာဖြစ်ဒီအင်းုံရေးစိမ်ပြီးတိုင်တော့ထုတ်ခဲ့ပါစီရကျေးဇူးတင်ပါတယ်ရှင်။ဒါနဲ့စီရတို့ရွာကိုဘယ်တော့လောက်ပြန်လာမလဲ။လာမယ့်ရက်တွေမှာခရီးထွက်စရာရှိတော့နောက်နှစ်လလောက်မှပြန်ရောက်မယ်။ဟုတ်ကဲ့ပါဆရာဒီပြည့်ရဲ့ကြောင့်လက်ပံရွာထဲမှာ ဆရာဆန်နဲ့ဆရာအောင်မဆိုတဲ့နာမည်ကအရင်ထပ်ပို့ပြီးပြန့်နှံ့သွားခဲ့တော့တယ်။နှွေရသည်ဖြစ်တဲ့အတွက်လက်ပံတုတ်တန်ဝါမှာရှိရဲ့နယ်ရဲပင်ကြီးစီအားနဲ့ရွက်ချောက်တွေတလွင်းတွေကြွေကြနေခဲ့တယ်။တုတ်တန်အတွင်းမှာတော့လူသူအရေးရာမတွေ့ရပဲတစ်ချက်တစ်ချက်အုတ်ခုတွေပေးရနေဖြက်ပြေးသွားတဲ့ခွေးလေခွေးလေးတချို့သာရှိနေခဲ့တယ်။ထို့စဉ်တုတ်တန်အဝင်လမ်းထဲကိုတည်ငိမ့်တဲ့ဟန်ပန်ရှိရဲ့လူတို့ရောက်ရှောင်ဝင်လာခဲ့တယ်။တုတ်တန်က၆ချားစရာကောင်းလိုက်တာဗျ။ ။ဟုတ်ပါဗျာ။နေရဲပင်ကြီးကလည်းရိုးတံပြိုင်ပြိုင်ထနေရော့ရုတ်တရက်ကြည့်ရင်တစ်စေးတစ်ကောင်ရက်နေတယ်လို့ပဲ။မောင်ကောင်းတဲ့ခွန်လာတို့အချင်းချင်းပြောနေကြပါမိ။အောင်မြတ်တာကတော့ပောင်ရင်းကြည့်ုံသာမျက်ချင်မပြတ်အကဲခတ်နေခဲ့တယ်။ဆရာဘာထူးခြားတာတွေ့လို့လဲ။ဒီရွာအဝင်ကိုရောက်တာနဲ့စိတ်ကအလူလိုနေရင်လေးလာတယ်လို့ပဲ။ကဲကဲရွာထဲကိုအရင်ဝင်ကြည့်ရအောင်။ဆရာတပည့်တွေ15မိနစ်ခန့်လမ်းလျှောက်ပြီးချိန်မှာတော့ညာမုံစိတ်ပင်အောင်မှာ တေသက်စွာစောက်ထားတဲ့နှကုံးတစ်ခုကိုမြင်လာရတယ်။အောင်မြတ်သာနှကုံးရှိရောက်တော့ဆက်မသွားတော့ပဲအနှင်းငယ်ပြုံးလိုက်တာကြောင့်မောင်ကောင်းတဲ့ခွန်လာတို့ကြည်လာရရင်စည်းအနီခေါင်းပေါင်းအနီပေါင်းထားတဲ့လူတွေကဒူးထောင်ပေါင်ကားပြီးစိုက်ကြည့်နေတာမြင်လာရတယ်။ဒီကောင်ကဘာကောင်လဲဟာဆရာအောင်တွေ့ရတာအယူသိမဲ့နေပါလား။ထားလိုက်ပါမောင်ကောင်ရဲ့ငါတို့ကိုဘာမှအနှောင့်ယှက်ပေးရမှာမဟုတ်တာ။မောင်ကောင်းတဲ့ခွန်လာကအောင်မြတ်သာစကားကြောင့်ဘာမှဆက်မပြောတော့ဘဲ အချင်းချင်းနားလေတဲ့အကြီးနဲ့နှကုန်းကိုမျက်စာပြပြလိုက်တယ်။ဒီရွာထူးဆန်းလိုက်တာ။ဘာဖြစ်လို့လဲစရာ။အိမ်နားအိမ်တိုင်းမှာတရေတွေမွေးထားပါလား။ညာ။ဟိုမှာကြည့်လေ။လေကားရင်းမှာငုတ်တောက်ထိုင်နေကြတာ။ဘာတွေလဲ။ဟုတ်တယ်စရာ။တရေတွေပဲဗျ။ထို့စဉ်ရွာလေးရကလေးတတိုင်းစော်ကစားရင်ပြေးထွက်လာခဲ့ကြတယ်။ဟဲ့ဟဲ့။ဩ။ကလေးတွေရဲ့တိုင်မိကုံတော့မှာပဲ။မောင်ကောင်းကဘေးကနေပြတ်သွားရင် လဲချမလို့ဖြစ်သွားတဲ့ကလေးတရားကိုဆွဲထုတ်လိုက်တဲ့အချိန်အလိုလေးကလေးကိုယ်လေးထဲမှာပျောကဆက်တွေရှိနေပါလားဟေးဟုတ်တယ်ဆရာပျောကဆက်ဆိုတာသိကြတယ်မောင်ကောင်းစကားကြောင့်အောင်မြတ်တာကလေးတရားကိုခေါ်ပြီးလက်ကို깟လိုက်ရာဖေကနေရှိန်ကနေခန်းစားချက်တခုဖြစ်ပေါ်လာခဲ့တယ်ဒီတက်သေးကြအောင်လို့နောက်ကလေးတယောက်ကိုစမ်းသက်ကြည့်ရာအလားတူပုံစံမျိုးဖြစ်နေရသိခဲ့ရတယ်မောင်ကောင်းပြောတာဟုတ်တယ်ကလေးတွေအားလုံးမှပျောကဆက်ရှိနေတယ် ဒါဆိုဘယ်လိုလုပ်မလဲဆရာတရွာလုံးကိုလိုက်ကူပေးဖို့ကမဖြစ်နိုင်ဘူးနော်ရွာရဲ့အရေးချေကိုစောက်ကြည့်ရမှာပဲဒီရွာမှာနေတဲ့ချိန်ယောဂီဝိဆုံမူဝေးကြနေဦးကြားလားဟုတ်ကဲ့ဆရာကျွန်တော်လည်းဒီနေ့မှတာမန်လူလိုဝေစားထားတာဆိုတော့သူ့လိုကိုလိုဖြစ်နေရအကန့်ကောင်းနေပြောရမယ်ငါတို့ရွာမှာတဲဖို့အတွက်ရွာဦးเจ้าဆရာတော်စီသွားရှောက်ရအောင်ဆရာတော်ကတော့လူကောင်းလူတန်ပါရဲ့အောင်မြတ်တာကတပ်ပြင်းရှိတစ်ချက်ကိုလေးပင်စွာချလိုက်ပြီးရွာဦးเจ้าရှိအောင်ထွက်လာခဲ့လိုက်တယ် ဆရာဟိုမှာလူတွေစုရောက်စုရောက်နဲ့ဘာဖြစ်နေကြလဲမသိဘူးလမ်းသွားနေရင်ပြောလိုက်တဲ့ခွန်းလာစကားကြောင့်လမ်းကြည့်လိုက်ရအိမ်ဝန်းထဲမှာလူတွေတိုးဝှက်စုပုံနေရမြင်လိုက်ရတော့တယ်ဘာဖြစ်တာလဲမသိဘူးတွားကြည့်ရအောင်အောင်မြတ်သားကိုလည်းခြံရှည်အရာ လူတွေကြားလိုက်ရနေလှိတ်ကနေပြေးထွက်သွားတဲ့အရင်မဲမဲတခုကိုရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရတယ်ဒီချိန်မှာလည်းတရေရှိနေရပဲဗျကျွန်တော်တို့လာလို့ထွက်ပြေးသွားတာဒီမှာရဲ့ခွန်းလာကမောင်ကောင်းကို လေတန်တူတူနဲ့ပြောနေတဲ့ချိန်အိမ်မောကနေစူးစူးဝါးဝါအော်ဟေတောင်းကျန်းတန်နေထွက်လာခဲ့တယ်။အမကြီးဒီအိမ်မောဘာဖြစ်နေရလဲ။တရေပူးနေလို့ဆရာဆန်တို့ကကုပေးနေရလေ။ဒါနဲ့မင်းတို့ကဖေရွာလဲ။ဒီမှာတစ်ခါမှမမြင်ဘူးပါအောင်။ကျောက်တော်ကရွာကနေဖြတ်သွားရင်အတန်ကြားလို့ဝင်ကြည့်ရပါ။အော်ဒါမျိုးကဘုဟုသုတရတယ်။ရှင်းရနေဝင်ကြည့်ကြလေ။ရပါတယ်။ဒီကနေလည်းမြင်ရပါတယ်ဗျ။ဆရာဆန်တို့ရှိနေလို့သာပေါ့။ မဟုတ်ရင်ဘသူ့ကိုခေါ်ပြီးကူရမလဲမသိဘူးဒီရွာမှာအခုလိုအပမိရတွေအများဖြစ်နေကြလားအမြဲတော့မဟုတ်ပါဘူးရံပန်ရံကတော့ဖြစ်တတ်တယ်တချို့ကြောင့်လည်းဆရာဆန်တို့ပေးထားတဲ့အင်းကိုရေးစိတ်တိုက်လိုက်ရင်ထွက်သွားတာပဲခုလိုမျိုးကြံတန်းတဲ့အခါဆိုရင်ဆရာတွေကိုယ်တိုင်ကူပေးရတာမျိုးရှိရဲ့ဩအဲ့လိုလားမောင်ကောင်းရင်ဒါမျိုးကမြင်ရခဲ့ရကွရှေ့တိုးကြည့်ရအောင်ဆရာတပည့်တို့ရောက်မျက်စာပြစ်ပြီးလူဟုတ်ကြားတဲ့ကိုတိုးဝင်သွားခဲ့ကြတယ်ဆရာ ူတို့ပြင်ထားတဲ့ကြတော်ဘရအထက်ပွဲမဟုတ်ဘူးဗျ။ငါလည်းမြင်နာနဲ့တတိထားမိတယ်။ဒီကောင်းနေတရွာလုံးကိုဒုက္ခပေးထားတာပဲ။ကျွန်တော်တို့မြင်ခဲ့တဲ့ကောင်းနေကသူတို့လက်ချက်ပေါ့အတော်ရုံမာတဲ့ကောင်းနေပဲ။လုံးလာမကြည်မချမ်းနဲ့တောက်ခတ်လိုက်ရအောင်မြတ်တာအနားကိုကတ်လာပြီးသူတို့ကိုရွာသားတွေရှိမှအလိမ်ပေါ်အောင်လှုပ်ရတော့မယ်။ဒါပေမဲ့ရွာသားတွေကသူတို့ကိုယုံကြည်နေကြတာဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ရင်ကောင်းမလဲ။ဒါမျိုးကအလွယ်လေးပါခွန်နာရ။ဆရာ ကျွန်တော်တို့တခုလောက်ပြီးလို့ရမလားဘာလို့ပြီးရမလဲမောင်ကောင်တရွာလုံးမှာရှိရဲ့ပြရာလောကသားတွေကို ရွာပြင်ထွက်မရအောင်အမိတ်ပြန်ပြီးလို့ရလာစရာအမိတ်ပြန်တာလွယ်ပါတယ်မင်းကဘာလို့မလို့လဲအောင်မြတ်သားစကားမဆုံးခင်မှာပဲမောင်ကောင်ကခွန်းလာကိုမျက်စာပြပြပြီးအိမ်မော်ကိုပြေးတက်သွားရခွန်းလာကလည်းလေကမ်းရင်းမှာအင်းတစ်ချက်ကိုမတိမတားရရင်လိုက်တက်လာခဲ့တယ်အပေါ်ရောက်တော့မောင်ကောင်ကဘာမပြောညမပြောနဲ့ ရတော်ဘဲကိုချီအောင်နဲ့ကန်ချလိုက်ပါလေရောဟဲ့မင်းတို့ဘာလုပ်တာလဲဘာလုပ်ရမှာလဲအလကားလူလိန်ကောင်းနေရိုးသားနဲ့ရွာသားတွေကိုမင်းတို့မို့လိန်ရက်တယ်မင်းတို့ပြောတာငါနားမလဲဘူးငါတို့ကရွာသားတွေရဲ့အသက်ကိုကယ်ပေးနေရကွဘာကိုကယ်ရလဲအခုပျော်ကားဆိုပြီးဝင်ပူးနေရကောင်ကလေမင်းတို့ခိုင်းနေကြတရေမို့လားနောက်ပြီးရွာရှိအိမ်တိုင်းမှာတရေတွေထည့်ထားတာမင်းတို့မဟုတ်လားမောင်ကောင်းစကားကြောင့် အိမ်အောက်မှာရှိနေကြတဲ့ရွာသားတွေစီကနေစကားသံတွေတယောက်တစ်ပေါက်ထွက်လာခဲ့ကြတယ်။အားလုံးခဏလေးငြိမ်ပေးကြပါအကြောင်းစုံကိုတုံ့ရှင်းပြပါမယ်။မင်းတို့ရှင်နာငါကြည့်နေမယ်ရှင်းစံ။မောင်ကောင်းကခါထောက်ပြီးရက်ကြည့်နေတဲ့ချိန်ငဆန်ကပဒင်းပေါက်ကနေဝုန်းကနေခုံချကထွက်ပြေးဖို့ကြိုးစားပေမဲ့အပြေုံမရောက်ပဲအိမ်ထဲဥသာနောက်လန်ကျလာခဲ့တယ်။အယုတ်တမကောင်နေမင်းတို့ပြေးမယ်ဆိုတာအိမ်မော်စတဲ့တဲ့ကလေကောင်းကြီးမှကွန်ချာအေးရိုက်ခဲ့တာ။ဟဲ့ ဝင်ပူးနေရကခုထိကာယကံရှင်ကိုရီးယားမထွက်သေးဘူးလားငါလှုပ်လိုက်ရနာတော့မယ်ခေါနာကဖိဟောင်းလိုက်ရဝင်ပူးနေရကချက်ချင်းခွာပြီးအိန္ဒယန်ထောက်ကိုရောက်သွားခဲ့တယ်ဘလို့လဲတတိယပြီလားဗျကျွန်တော်ဘာဖြစ်သွားလဲဘာဖြစ်ရမှာလဲဦးလေးကိုတရံနဲ့တိုက်ထားရလေခုတော့ကျုပ်တို့ရောက်လာပြီမို့စိတ်အေးလို့ရမင်းမြန်ဆန်နဲ့အောင်မလည်းအချိန်နေမဟန်မန်းတိရနဲ့သူတို့ဆရာစီစိတ်နဲ့အကူညီလန်းတောင်းကြည့်ရစက်ကျိုးတွေရအိန္ဒယန်နေ အပြင်လုံးဝထွက်မရဖြစ်နေခဲ့တယ်။အောင်ပါရင်ပညာစွမ်းသုံးမရအောင်လဲ၊ကာယစွမ်းသုံးပြီးထွက်ကြရအောင်။ငစံအံကြိတ်ပြီးပြောလိုက်ပြီးတော့မောင်ကောင်းတဲ့ခွန်လာဝင်လုံးဖို့ကြိုးစားတဲ့ချိန်ဟဲ့ခြေရောက်တွေလှုပ်မရအောင်ကြိုးနဲ့တုတ်ထားစမ်းဆိုရဲတန်တဲ့သူအောင်မြတ်တာအိမ်ပေါ်တက်လာခဲ့တယ်။ငစံနဲ့အောင်မလို့ရဲ့ခြေရောက်တွေကကျမ်းပေါ်မှာတန်နေရိုက်ထားသလိုဆွဲကက်နေရမြင်တဲ့အောင်မြတ်တာတရွာလုံးကိုပျောကသွင်းထားတဲ့ကောင်လေးချက်ချင်းပြန်နှုတ်ကြစမ်း ငါတို့ခိုင်ရနေရဘာကမို့လို့လဲအောင်မရငါတို့ဘာလုပ်ရမလဲဆိုတာသိရမို့လားညဆန်ကဝမ်းကောင်းတန်တယ်ပြောရင်လက်ပေးမှဆွဲထားတဲ့ကျုပ်ကိုဖြုတ်ဖို့အလုပ်အောင်မြတ်တာလက်ညှိုးထိုးပြီးတကိုယ်လုံးလှုပ်မရအောင်ချုပ်ထားစမ်းပြောလိုက်ရနေအောင်လုံးလှုပ်မရပဲကြောက်ရွံ့ဖြစ်သွားခဲ့တယ်မင်းတို့ကအစိတ်တောက်ပြီးကိုလိုယုံပြည့်ရမယ်ပေါ့မင်းတို့ကယောက်ျားမဟုတ်တဲ့ကောင်းနေပဲအေးငါတို့ကနင်းလက်ထဲရောက်ပြီဆိုတော့ကြိုက်တယ်လို့လောက်ကြပါ့ မကြခင်နင်တို့အားလုံးလည်းအသေးစိုးနဲ့တည်ကြရလိမ့်မယ်။ခုထိမန်အားမလျှော့သေးဘူးဆိုတော့မင်းတို့ရဲ့နောက်မှာတစုံတစ်ယောက်များကြံ့နေသေးရလား။နင်ကစဉ်းစားတတ်တာပဲ။ဒီဒီဘာလုံးမသိချင်းငါတို့ကိုလွတ်ပေးစမ်း။မောက်ကောင်ခွန်းနခုချက်ချင်း၆ကွက်ခယူးပတ်အင်ကိုပြချပြီးရွာမှာရှိတဲ့သူတွေကိုတိုက်လိုက်။ဟုတ်ကဲ့ဆရာအခုလောက်လိုက်ပါမယ်။မောက်ကောင်နဲ့ခွန်းနတို့အိမ်ပေါ်ကဆင်းသွားတော့အောင်မြတ်တာငစံနှိုးရှိမှရက်ပြီးမင်းတို့ကဥဒအိုးရဲ့တပည့်တွေမှလား။ နေရဥဒဦးဆိုတဲ့နာမည်ဦးတော့ခေါ်ရဲပါလားဆရာကြီးသာငါတို့အချိန်မီပြန်မရောက်လာတာသိရင်နေရောနေတဲ့ဘက်ရောအသက်ရှင်မဲ့တင်လားငါတင်တာဟုတ်နေရပဲခုတော့မင်းတို့နှစ်ယောက်နားလိုက်ပါအောင်အောင်မြတ်သာလက်နဲ့ဖက်ကိုဒီပေါ်မြောက်လိုက်ရလက်ပေါ်ပေါ်မှာပညာသိသမနှစ်ချက်ပေါ်လာခဲ့တယ်ပညာသိသမပါလားငဆန်နဲ့အောင်မရုစကားမဆုံးခင်မှာပဲအောင်မြတ်သာရဲ့လက်ကခေါင်းပေါ်ကျသွားခဲ့တယ်ရေမန်းမတောင်းမသေးတဲ့သူတွေတန်းစီတောက်ကြတောက်ပြီးရတဲ့သူတွေ မတော်ရသေးတဲ့သူတွေကိုခေါ်လာပေးအောင်နော်အဲ့ဒီချိန်ဆရာတော်ကြွလာတယ်ဟိငါရွာသားတွေကိုအပင်ထဲတဲ့ကောင်တွေဗမာလဲအိမ်ထဲပြင်အောင်မှာကြိုးချီထားပါတယ်ဖေရခွေးမျိုးတွေဒင်းတို့ကိုငါကိုယ်တိုင်ဆုံးမှာမယ်ဆရာရွာသားတွေကိုရင်မန်းတိုက်ပြီးပြီသူတို့အိမ်တွေမှာလည်းဟိုတကောင်သားတွေပင်ထားတဲ့အင်းနေရှိရပြောတယ်အကုန်လုံးကိုမီးရှို့ဖို့မပြောလိုက်ဘူးလားကာလာသားတွေကိုတော့အစောအောခိုင်းထားပါတယ်ကျွန်တော်လည်းတနေ့ကဟိုပြေးတိပြေးနေဖို့ကိုယ်တိုင်လည်းမပြောနိုင်တော့ဘူး ဒီလောက်ဆိုသူတို့လည်းမထားရဲတော့တော့ပါဘူးမင်းတို့လည်းခဏနောင်လေညောင်မောင်စာပြောရနဲ့လုတ်စရာကိစ္စတခုရှိသေးဟုတ်ကဲ့ဆရာပုဏ္ဏကောင်ရောဘယ်လိုလုပ်ကြမလဲသူတို့ကတော့ရွာပဲအဆင်ပြေသလိုလုပ်လိုက်မယ်ကဲကဲနားလိုက်ကြအောင်ညောင်ဦးပါရောက်တော့ရွာဦးဆရာတော်ကိုခွင့်တောင်းပြီးဖန်တာတဲ့နေရာကိုခေါ်ကရွာပြင်ထွက်လာခဲ့တယ်ခွန်းလဟိုကောင်ကခုထိတောင်းမကြိုးသေးဘူးကမောင်ကောင်ကနှကုန်းရှင်းရဖြတ်တဲ့အချိန်မကြည့်ရဲလေတန်းနဲ့ပြောလိုက်တာကြောင့်ခွန်းလရီကျဲကျဲလုပ်ပြီး ထောက်ကျိုးအောင်လုပ်လို့ရပါတယ်ခုတော့မဟုတ်သေးဘူးပြန်လာမှလုပ်မယ်ကဲကိုအားစပြီးတတိမပြတ်စေနဲ့ဥတအောင်ဆိုတဲ့လူရဲ့ပညာပေါ်သေးသေးမဟုတ်ဘူးနော်ဟုတ်ကဲ့ဆရာကျွန်တော်တို့တတိထားပါမယ်ရွာပြင်အောင်ကြောင့်အောင်မြင်တာကငဆန်နဲ့အောင်ပါအောင်တပည့်တပင်အောင်မှချိနာမီပင်စီပပတ်လေကိုစီးချထားလိုက်တယ်ဆရာဟိုလူကလာရောလာပါမလားသူ့ရဲ့ပညာမှန်ကြောင့်တေချာပေါက်ကိုလာမှာဒီလိုမှန်သိရင်ဖုန်ကြီးတောင်းကနေအာနာဆက်နဲ့လမ်းခေါ်လိုက်ပါတယ် အာနာဇံမတုံးဘူးဆိုတာရွာလူတွေကိုထိခိုက်မှာစိုးလို့ပဲ။အောင်မြတ်တာကရွာပြင်မှာရှိရဲ့တစ်ပင်တွေကိုကြည့်ပြီးပြောလိုက်တဲ့အချိန်မလန်မကန်းမှာရှိရဲ့မြေကျောတစ်ခုရေကင်းနေရွေ့ရှာသွားတာသတိထားမိရဲ့။တင်းရသူ ခိုင်းလို့ရတဲ့ကောင်နဲ့အရင်လွတ်လိုက်တာ။ဟဲ့မြေဖုတ်ဘလူးထွက်လာစမ်း။အောင်မြတ်တာကမြေကြီးကိုလက်ညှိုးထိုးပြောလိုက်ရာအထက်ကနေကြမ်းမတ်ဖွဲ့မျက်နှာတစ်ခုဝါးကနေပေါ်လာတော့တယ်။မြေဖုတ်ပိတ်တာက တကူလုံးပြမဖြစ်ချင်း ။လာရလန်းတိုင်းပြန့်သွားစမ်း။ရှေ့ဆက်တို့ရင်တော့နင်းထိုင်တဲ့နေကံပဲ။အောင်မြတ်တာကညာလန်ညိုးနဲ့မြေကြီးပေါ်မှာစီတစ်ခုကိုတားလိုက်ရာအပြာရောင်မီးတောက်တွေဟုံဟုံတောက်လောင်လာတော့တယ်။မကြောင်ခင်အရက်လေးမျက်နှာကနေမြင်းခွာတန်းကြီးကြားလိုက်ရတာကြောင့်အာယုံပြုတ်ပြီးကြည်လိုက်ရာအဖြူအောင်မြင်းကိုစီပြီးဓာတလက်ကိုကင်ထားတဲ့လူတရာကိုင်းထဲမှာပတ်နေရမြင်လိုက်ရတယ်။ဟဲ့တင်းရဘသူရောခေါင်းမှလည်းဘောင်းတော်နဲ့ခါမှလည်းခါးစီးနေပါလား။ ငါနဲ့မဲ့ရွှေစစ်တင်နဲ့ဟဲ့တင်ရစောမနေမင်းရဲ့သားတော့ရွှေစစ်တင်မြင်းပြူရှင်နဲ့မို့လားဘလို့အကြောင်းကြောင့်ဒီလိုရောက်လာလဲနေတော့မြင်းခွာနဲ့ပေါက်တက်ခိုင်းလို့လာတာဟဲ့ဒါဖြင့်ကျုပ်တို့ကိုမြင်းခွာနဲ့ပေါက်တက်လို့ရမရသင်မသိပေဘူးလားပေါက်တက်လို့မရတာကြောင့်ကိုင်းထဲမှာပတ်ပြေးနေရတာတင်းကိုခိုင်းစီလို့လာခဲ့တာကိုကျုပ်အပြစ်မတင်ပါအောင်အခုတင်းနဲ့အနာကမ်းမရအောင်ဆိုတော့ပြန်သွားလိုက်တော့တင်းကိုခိုင်းတဲ့သူတွေကိုပြောလိုက်တခြားသူတွေကိုမခိုင်းမဲ့ကိုယ်တိုင်လာခဲ့လို့ အောင်မြတ်သာစကားဆုံးမှာရွှေစစ်တင်တဲ့ကမြင်းဖြူကိုထုံဆိုင်မောင်းပြီးအမောင်တဲကိုဝင်ရောက်ပြောက်ွယ်သွားတော့တယ်။ရွှေစစ်တင်နဲ့ပြောက်ွယ်သွားချိန်မှာတော့လူကြီးတလန်စားလောင်ရှိရဲ့လဒါလေးကောင်ပြန်ဝဲနေတာမြင်လိုက်ရတယ်။လဒါလေးကောင်ကဝင်ဟင်ရနေအကဲခက်ကပြန်တန်းရင်အောင်မြတ်သာခေါင်းမောင်းကိုဖြတ်တမ်းမိရဲ့အခါတောင်မန်နေရမီးဟုံဟုံတောက်လာပြီးမြေပေါ်တဖုန်ဖုန်နဲ့ပြုတ်ကြလာခဲ့တော့တယ်။မြေကြီးပေါ်ရောက်တော့လဒါရဲ့အဖြစ်ကနေ အသက်အရွယ်ကြီးရင်းနေပြီဖြစ်တဲ့မိမအုပ်ကြီးရဖြစ်ပြောင်းလဲသွားတာမြင်လိုက်ရတယ်။အမေကြီးတို့ကြုံမခေါ်ထားပါဘူး။ဘလို့ကြောင်းရောက်လာခဲ့တာလဲ။အမလေးလေးဆရာငယ်ငယ်လေးဆိုတော့ပညာစွမ်းကိုအထင်သေးပြီးခေါင်းပေါ်ကပြက်ပြက်မိပါတယ်။မသေးတာကန့်ကောင်းဟိ။ဟုတ်ပါမိနုရဲ့။ဘိုးတော်ဦးကဒါကြောင့်ငါတို့အရင်လွတ်တာနေမှာ။အမေကြီးကဥတာဦးရဲ့တပည့်တွေလား။ငါတို့ကသူ့တပည့်တွေတွေကအတော်ဆုံးနေလေ။အမေကြီးတို့ကရော ကျုံနဲ့ပညာစမ်းကျင်သေးလားနေပါစီတော့မောင်ရင်ရဲ့နေနဲ့ပညာပြိုင်ငါတို့သွေးပွတ်ပွတ်အံ့မှာပေါ့ဟဲ့ဒါဖြစ်လဲအမေကြီးကိုကိုလန်းကိုပြန်ကြပါတော့ကျုပ်ကဥတအုံနဲ့ပဲတွေ့ကျင်တာပါဘိုးတအုံနဲ့တွေ့ကျင်ငါတို့ပြန်ပြောပေးမယ်ဟဲ့မဲနုတို့မဲပုတို့ပြန်ကြရအောင်အဲ့ဒီချိန်ဆရာအဖိုးကြီးဆက်ကျိုးကအရောက်တဖိတ်ဖိတ်ထွက်နေပါလားကဝေးမြောင်စုံအစင်းဆိုတော့လေဒီလောက်တော့ရှိမှာပေါ့မောင်ကောင်းရဲ့ဥတအုံကဆက်ကျိုးစီကပြန်တန်းနေရင် အောင်မြတ်သာရှိရဲ့ဘက်ကိုပြိုပြိုပြက်ပြက်အရောက်ရှိရဲ့ဆက်တစ်ခုနဲ့ပြည့်လို့လိုက်တယ်။ဆက်လုံးကရင်ညိုနာရောက်လူစဲစဲချင်းခန္ဓာကိုယ်ဆောင်းလိုက်ပြီးလက်ပြန်ရိုက်ထုတ်လိုက်ရာဆက်လုံးကမြေကြီးရဲကိုဤကနေနေဝင်သွားခဲ့တယ်။ဥတော်အဝါလည်းဆက်နေပြစ်တာမထီတော့ဒုတိယကြိမ်ဖြစ်မျက်စိကြိမ်နဲ့တည်းစူးရှာတောက်ပါတဲ့ဆက်တွေနဲ့တရဆက်ပြစ်ပါလေရော။အောင်မြတ်သာလည်းဆက်တွေကိုဘေးကိုဆွဲပြစ်လိုက်အပေါ်ပုံထုတ်လိုက်နဲ့လုံနေရာနေစိတ်မရှိတော့တဲ့ဟန်နဲ့ဆင်ထားတဲ့ဆက်ကြိုးတွေကို လမ်းနဲ့ဆွဲယူပြီးမြေကြီးပေါ်ဖွက်ချလိုက်ရာဥဒအောင်တရကွင်းမြေထဲမှာဆယ်ပန်းခန့်လိမ့်ထွက်သွားတော့တယ်ဥဒအောင်လည်းသူ့ပညာကိုအသာလေးခြေပြတ်နေတဲ့လူငယ်ကိုမြင်တော့မချိတင်ခဲ့ဖြစ်ကပညာမှန်နေထလာပြီးသူ့ရဲ့ဆရာဖြစ်တဲ့ဒေဝဇောကနီကိုပင့်ဖိတ်လိုက်ရာချက်ချင်းပဲတောက်ပါတဲ့ကိုရောင်နဲ့တူထွက်ပေါ်လာတော့လေအောင်မြတ်သားဒေဝဇောကနီကိုမြင်တာနဲ့ဟဲ့နတ်ဆိုးနဲ့ရောက်တင်ကြောက်ကြောက်တည်ရမလားအဲဒီလိုကြိမ်ဝါလိုက်ရာဇောကနီနဲ့ ကျောင်းနန်းနဲ့အမူယာနဲ့ကိုရောင်ဖြောက်ကထွက်ပြေးသွားခဲ့တယ်။အဲဒီတော့မှဥသာဟုတရားပညာမန်နေကြဆင်းလာပြီးအောင်မြတ်သာရှိမှဒူးထောက်ကြသွားတော့တယ်။တင့်အရှုံးပေးပြီလား။ဆရာသခင်ဒေဝစောကနီရောက်ထွက်ပြေးရတဲ့သူကိုကျုပ်ကဘလို့တတ္တိမျိုးနဲ့အခန့်နိုင်မှလဲ။တင်ပြည့်တင်တိရမို့လား။တိပါတယ်။အေးတိရဆိုရင်တင်ပညာရိအကုန်ဆွတ်လွတ်လိုက်ပါ။ကျုပ်တို့ကဒီပညာကိုဆွတ်လွတ်ဖို့ကြင်ကြံခဲ့တာမဟုတ်ဘူး။ပညာဆုမဲ့စာအသက်တာအသိခံလိုက်မယ်။ တင်ရတဲလဲခေါင်းမာတာ ው ဒါပေမဲ့ကျောက်ကလူသက်မှာမဟုတ်တဲ့အတွက်တင့်ပညာကိုမရရတဲ့နည်းနဲ့စွန့်ခွာရမှာပဲကဲဂိုင်းတော်မှာရှိရဲ့ဆာယာပုပ်ကိုများကျောက်ရှိမှာရှိနေရဲ့ကဝေမြောက်ဆုံးကိုကုကုကိုတတ်မတိအောင်ချုပ်နှောင်ထားကြအမိပြန်ပြီးရောင်တုံးမှာထည့်ထားတဲ့ကြေးပြားတစ်ပြားကိုထုတ်ယူကဥဒအိုရဲ့နှပူးမှာဖိကန့်လိုက်တယ်ဆိုရင်ပဲခန္ဓာကိုယ်တွင်းမှာရှိတဲ့ပညာဆက်တွေအလုံးအင်းပြားကစုပ်ယူသွားခဲ့တော့တယ်ပညာဆက်တွေကုန်စင်သွားချိန်မှာတော့ အမေဦးလေးရောက်ကိုတုံအောင်ထားတဲ့ကျိုးပြက်ကြသွားခဲ့တော့တယ်။အောင်မြတ်သားတို့လက်ပံရွာမှာတပတ်ခန့်နေပြီးချိန်မှာတော့ချောင်းရုံးရွာဘက်ကိုခရီးထွက်ဖို့အကြောင်းဖန်လာတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနရာမညရေးသားထားတဲ့အောင်မြတ်သားနေကဝေမြောက်ဆုံးဆိုတဲ့ဇလံကတော့ဒီမာရီမဲပြီးဆုံးပါပြီ။ဇလံလေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။